ပြည်ပမှာခိုလုံနေတဲ့ဘင်္ဂလားဒေ့ရှ်ကောင်ဆောင်ဟောင်းရှိတ်ဟာစီနာက၎င်းရဲ့အာဝါမီလိပါတီကို2026ရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်မပေးပါကနိုင်ငံအတွင်းသွေးကွေးမှုတွေပိုနှံ့ဆိုင်လာမှာဖြစ်ပြီး၎င်းကိုထောက်ခံသူတန်ပေါင်းများစွာကမဲပေးလိုက်မှာမဟုတ်ဘူးလို့သတိပေးလိုက်ပါတယ်။ရိုက်တာသတင်းဌာနထံအီးမေးလ်နဲ့ပေးပို့တဲ့မှတ်ချက်ထဲမှာဟာစီနာကပြောဆိုထားတာဖြစ်ပြီးအာဝါမီလိကိုလူတန်ပေါင်းများစွာထောက်ခံကြတဲ့အတွက်အခုအချိန်နေနဲ့၎င်းတို့မဲပေးကြမှာမဟုတ်ကြောင်း အလုံးဖြစ်တဲ့နိုင်ငံရေးစနစ်ကိုလိုချင်မှာကပြည်သူသားပေါင်းများစွာရဲ့မဲပေးပိုင်ခွင့်ကိုရုပ်သိမ်းမှုမဖြစ်နိုင်ကြောင်းပြောဆိုထားပါတယ်။အိန္ဒိယမှာရရှိနေတဲ့အသက်88နှစ်အရွယ်ဟာစီနာဟာ2024ခုနှစ်ဩဂုတ်မှာကျောင်းသားတွေဦးဆောင်တဲ့စူပိုအောင်ကျွမ်းမှုတွေကြောင့်ဝင်ကြီးချုပ်နေရာကနေဖေရှားခံခဲ့ရပြီးတဲ့နောက်လူသားမျိုးနွယ်အပေါ်ကျွလွန်တဲ့ရာဇဝတ်မှုတွေနဲ့ဆစ်ဆီးခံနေရပါတယ်။ငြိမ်းချမ်းလိုပဲဆိုရှင်မိုဟာမက်ယူနုစ်ခေါင်းဆောင်နေတဲ့ဂျာဖြတ်အစိုးရကလာမယ့်ဖေဖော်ဝါရီမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားပြီး အဝါမီလီပါတီကိုရှင်ပြန်ခွင့်ပိတ်ပင်ထားပါတယ်။အဝါမီလီနဲ့ပြန်ဘက်ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ PNP တို့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနယ်ပယ်ကိုကာလရှည်လွှမ်းမိုးခဲ့ကြတဲ့ပါတီတွေဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ပြည်တွင်စစ်ရာဇဝဲခုံရုံးကဟာစီနာကိုဆွေးဆူထားတဲ့အမှုတွေကိုစစ်ဆေးမှုအဆုံးသတ်လိုက်ပြီးဖြစ်ပြီးစီရင်ချက်ကိုနိုဝင်ဘာ23ရက်မှာချမှတ်မယ်လို့ယူဆရပါတယ်။